ားလုံးပဲမင်္ဂလာပါဗျာ။ Respawn ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ချက်စီးသင်းနေတဲ့ Champion League ဝင်ခွင့်ရခဲ့ပြီးလာမယ့်ရာသီပြင်ဆင်မှုအနေဖြင့်ဖြစ်နိုင်ခြေရှိအပြောင်းရွှေ့တွေထွက်ပေါ်လျက်ရှိပါတယ်။ထွက်ပေါ်လာတဲ့သတင်းတွေအရတော့အများစုက တိုက်စစ်သမားတွေဖြစ်ကြပါတယ်။ပထမဆုံးအနေနဲ့ဖော်ပြပေးချင်တာကတော့ German Club Frankfurt အသင်းရဲ့တိုက်စစ်ကစားသမား Hugo Akitiki ပဲဖြစ်ပါတယ်။အသက်22နှစ်အရွယ်ပြင်သစ်သားလေးဟာ ပြီးခဲ့ရသည့်ပြိုင်ပွဲဆုံး22ဂိုးသွင်း12ကြိမ် assist လုပ်နိုင်ခဲ့ပါတယ်။ပြောင်းရွှေ့ကြီးအနေနဲ့ကတော့ Frankfurt အသင်းမှ Starling ပေါင်84တန်းလောက်ရရန်မျှော်မှန်းထားကြောင်းသိရပါတယ်။အဆိုပါကစားသမားအား Liverpool အသင်းမှလည်းစိတ်ဝင်စားလျက်ရှိကြောင်းသိရပါတယ်။နောက်ထပ်တစ်ယောက်ကတော့ German club Leipzig အသင်းရဲ့တိုက်စစ်ကစားသမား Benjamin Sesko ပဲဖြစ်ပါတယ်။အသက်22နှစ်အရွယ် Slovenia ကစားသမားလေးကတော့ပြီးခဲ့ရသည့် ပြန်ပွဲဆောင်26ဂိုးသွင်း6ဂိုးအဆစ်လုပ်ထားပြီးကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။အသက်ရွယ်ငယ်ပြီးအလားအလာကောင်းတဲ့ကစားသမားတစ်ယောက်ပဲဖြစ်တယ်ဗျ။ပရီးမီးယားလိလိုတွန်းတွန်းတိုက်တဲ့ကစားတက်ကြတဲ့ဂျာမန်လိမှာကစားနေတဲ့သူဖြစ်တာမို့ချက်စီးတင်းမှာအလျံမြန်အသားချဖို့လဲလွယ်ကူမှာပါ။ပြောင်းရွှေ့ကြီးအနေနဲ့လစ်ပစ်အသင်းဘက်မှာစတာလင်ပေါင်း86တန်းလောက်ထိမြင့်တင်ထားပေမဲ့ ပေါင်တန်း60လောက်နဲ့လည်းအယောင်းဝယ်ဖြစ်နိုင်မယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။ Premier League ကလပ်အသင်း Arsenal မှာလည်းစိတ်ဝင်စားလျက်ရှိနေပြီးကံလမ်းမှုတွေစတင်နေပြီဖြစ်ကြောင်းကြားသိရပါတယ်။နောက်တစ်ယောက်ကတော့ Galatasaray မှာကစားနေတဲ့တိုက်စစ်ဘူး Victor Osimhen ပဲဖြစ်ပါတယ်။2024 September မှာ Napoli အသင်းကနေအငှားနဲ့ရောက်လာခဲ့ပြီးလာမယ့် July မှာတော့အငှားစာချုပ်ပြည့်မှာဖြစ်လို့ Napoli အသင်းထံပြန်သွားရမှာပါ။ ာပိုလီတင်းနေတဲ့ကလည်းရောင်းနိုင်ခြေရှိပြီးတတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြီးကတော့ရူရိုတန်း80ပဲဖြစ်ပါတယ်။ Sorry Teddy Club အဟီလာတင်းမှာလည်းခေါ်ယူနေခြင်းကြောင့်ကြားသိရပါတယ်ဗျာ။ Premier League ကနေတန်းဆင်းသွားရတဲ့ Ipswich Town ရဲ့တိုက်စစ်မှု Liam တလက်လည်းဒီစီးရင်ထဲမှာပါဝင်ခဲ့ပါတယ်။တလက်ကိုခေါ်ယူခြင်းနဲ့ဆိုရင်တော့ရူရိုတန်း30ခန့်အကုန်ကျမှာပဲဖြစ်ပါတယ်။အခြား Premier League ကလည်းအသင်းတွေဖြစ်တဲ့ Manchester United, Everton, ယူကာဆယ်ယူနိုက်တက်တို့ကလည်းတလက်ကိုခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။နောက်ထပ်တည်င်းတွေထွက်ပေါ်လျက်ရှိနေတာကတော့ပေါ်တူဂီကလပ်စပိုတင်မှာကစားနေတဲ့ Fitter Yorkrash ပဲဖြစ်ပါတယ်။ဒီတိုက်စစ်မှုဟာစပိုတင်အတွက်ယခုရာသီပြိုင်ပွဲဆုံး58ဂိုးသွင်း12လုံး assist နဲ့တကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းကိုတက်တည်ပြထားပြီးဖြစ်တယ်ဗျ။ Yorkrash ဟာစပိုတင်အသင်းနဲ့၃နှစ်စာချုပ်တက်တန်ကျန်နေပြီးကစားသမားရဲ့လက်ရှိတန်ဖိုးကတော့ ရူရုံငွေ85တန်းခန့်လို့ကြားသိရပါတယ်။ပြင်သစ်ကလပ် Stretch Park မှာကစားနေတဲ့အသက်22နှစ်အရွယ်တိုက်စစ်ကစားသမား Emmanuel Emeka ကိုလည်း Chelsea ကစိတ်ဝင်စားလျက်ရှိပါတယ်။ Stretch Park အသင်းအနေနဲ့ကတော့နောက်နှစ် Conference League ကစားရမှာဖြစ်လို့ကစားသမားကိုရောင်းချဖို့အစီအစဉ်မရှိသေးဘူးလို့သိရပြီး Chelsea အသင်းအနေနဲ့ကလည်း2026 2029ရာသီအတွက်ကြိုတင်ပလန်ချထားတာဖြစ်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။ Chelsea အသင်းကို ပိုင်ဆိုင်တဲ့ Blue Go Group က stretch bar တင်းရဲ့ share အတော်များများကိုလည်းပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက်ကြောင့်နှစ်တင်းကြားဆက်ဆံရေးကောင်းမွန်ပြီး Chelsea အသင်းရဲ့အနာဂတ်ပလန်ဟာအဆင်ပြေပွဲရှိတယ်လို့သတင်းတွေအရကြားသိရပါတယ်။ Manchester United မှာအငားနဲ့လာရောက်ကစားနေတဲ့ Jadon Sancho ရဲ့အနာဂတ်ကိုတော့လာမယ့်48နာရီအတွင်းမှာဆုံးဖြတ်မယ်လို့ Chelsea အသင်းနှီးပြချုပ် Mares Ka ကပြောကြားခဲ့ပါတယ်။ Chelsea ပြည်သက်ညီကိုရီနေနဲ့ရောဘယ်သူတွေကိုဦးစားပေးခေါ်တင်နေဆိုတာ ကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဗျ။ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျာ။